ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြေသများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ Liverpool အသင်းနဲ့ဒါသူလို့လက်ရှိဆုံးရှုံးခဲ့တဲ့ဖလားနှလုံးသူတို့ရဲ့ဖြစ်နေတဲ့ဖြစ်ပျက်တွေအကြောင်းကိုကျွန်တော်စီတုံနဲ့အတူဆရာနံဝင်ငင်းချန်ကိုရရင်တော့လည်းသုံးသက်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုလိုမင်္ဂလာပါခင်ဗျမင်္ဂလာပါမင်္ဂလာပါညီလေးဟုတ်ကဲ့အာဒီ Liverpool ကဒီရပ်ပိုင်းလေးအတွင်းမှာပဲပေါ့နော်သူတို့ရဲ့မျှော်လင့်ချက်တွေအများကြီးအဲဆုံးရှုံးသွားတယ်ပေါ့ပြောမယ်ဆိုရင်တော့ကျွန်တော် FA ဘလားပါအောင်ထပ်တွက်လို့ရသေးတယ်ပြီးခဲ့တဲ့ဟိုတိတ်မကြခင်လာပိုင်းလောက်ဖဲရပဲဆိုတော့အဲ့တော့ဖလား FA ဘလားရောဒါပြီးတော့ချန်ပီယံလိရတယ်သူထွက်ခွာခဲ့ရတယ်ပြီးတော့ဒီ လီဗလာဖိုင်နယ်မှာလည်းသူတို့ရှုံးနေခဲ့အဲ့တော့လီဗာပူးအသင်းဘာတွေဖြစ်နေလဲဆိုတော့အကိုအစားပြီးတော့သုံးသပ်ပြပါအောင်ဗျဟုတ်ကဲ့လီဗာပူးအသင်းဘာဖြစ်လဲဆိုတော့အကိုနည်းနည်းလေးထူးထူးခြားခြားပြောချင်တာကလေဒီညူကာဆယ်နဲ့ပွဲပြီးတော့ဗန်ဒိုက်ပေါ့နော်အင်တာဗျူးမှာဗန်ဒိုက်ပြောသွားတဲ့စကားတွေကအရင်လှလုံးလို့ကြပြဆန်လုံးလို့အဲ့တော့အကိုလိုက်ရှာတယ်တလားဗန်ဒိုက်ကစာဖတ်နာရဲသူလားဆိုတော့သူပြောသွားတာလွန်ခဲ့တဲ့တလားလောက်တုန်းကတော့ ရာရာလှပနေရဲ့ဟိုနေအောင်ကြီးနွေ့နွေ့လေးနဲ့တတ်တန်လေးတွေနဲ့အခုတော့သူတို့ကဘာကြီးကဆုံးဆုံးမြုပ်သွားတာဟောကောင်းလိုက်တဲ့စကလုံးနဲ့သူပြောသွားတာနော်အဲ့ဒါဒီသဘောကျတယ်ဆိုတော့လေဘူးရဲ့ပြဿနာတွေကတော့ဟိုပြောရင်းနဲ့ပါလာလိမ့်မယ်အများကြီးပေါ့အခုအနေနဲ့ကတော့ဟိုအားလုံးလည်းသိပါလိမ့်မယ်ဒီဟာကိုပဲတိကျအတွင်းကြကြပြောရမယ်လို့လည်းထင်တယ်အဲ့ဘာလဲဆိုတော့ ီလက်ရှိ position ကို maintaining လုပ်တဲ့အပိုင်းကတစ်ဖက်ပြီးတော့ကစားသမားတွေရဲ့ fatigue ပိုင်းပေါ့နော် ပြတ် issues ပေါ့အဲ့အခြေအနေတစ်ခုပေါ့မောပန်းတောက်ကင်တွေတဲ့ပုံစံနဲ့လက်ရှိ Premier League မှာပြီး Champion ဆိုအတွက် maintain လုပ်တဲ့ပုံစံအဲ့နှစ်ခုကြားထဲမှာဟန်ချက်တစ်ခုရှိတယ်အဲ့ဟန်ချက်လေးကမောက်ကမောက်ဖြစ်သွားတာအဓိကပြဿနာဟုတ်ကဲ့ကွာကိုရရင်တော့ဘယ်ထော့ base ကိုပို့ပြီးတော့အဓိကအဲ့ဒီຢာလေးသွားဆက်ဆက်စဉ်းစားမိကြပါဘောနော်ဟုတ်ကဲ့သူတို့ဒီ January လထဲမှာပွဲဒီတောက်ချော့ Premier League ဒါ 9ရက်15ရက်အတွင်းမှာ9ပွဲလောက်လာမှုကစားလိုက်ရတယ်ဒီဒီဇမလာလုံးကပွဲပြတ်သွားတဲ့ Everton နဲ့မှာဆေးဆိုင်တာပြီးကို FIFA 12ရက်နေမှာကစားတယ်နောက်ဒီ Carabao Cup ဘလူးဝဲတဲ့ကြိုးပြောမှခံရတဲ့ Aston Villa နဲ့ပွဲကို FIFA 16ရက်မှာခံရတယ်အဲ့ကြားထဲမှာဒါ9ပွဲလောက်ကစားတယ် Premier League အဲ့9ပွဲမှာကြီးလိုက်တော့ရမစက်တမတ်တီယူနိုက်တက်အဲ့စတမတီယူနိုက်တက်အတွက်သူတို့ကအဆင့်နေရာမှာ maintain လုပ်ဖို့အတွက်လာလာပူရောကောင်းပါလေနောက်ထပ်ဒုတိယနေရာအာဆင်နယ်ကိုလည်းအဲ့ဂျားကာလာထဲမှာဆိုအမအများကြီးဖြတ်သွားနေတယ် ဒါပေမဲ့ရင်းလိုက်ရတာကြည့်မယ်ဆိုအဲ့15 sorry အဲ့9ဘွဲမှာဒါကစားမ9ယောက်ကဒီ product scene ထဲမှာတောက်လျှောက်ပါလာတယ်။အဲ့လောက်ထိပါလာတဲ့အချိန်ကြီးရတော့တက်ထက်ကစားရတဲ့ဒီ flower boy တွေမှာကြည့်လိုက်တော့ကျွန်တော်နည်းနည်းပွဲပန်းတဲ့ဟာလုံးဝမပြောလို့ကိုမရအောင်ဒီချက်ကြောင့်ကဒီဘောဦးကအခုလိုမျိုးဒါ supply တွေပေါ့နော်ဒါလွယ်လင်းတစ်ခုပြန်ပြောမှရွေးခဲ့ရမှာဒီဘိုင်းကတော့အဓိကကြမယ်ထင်တယ်။ဟုတ်ကဲ့ကိုဒါ Liverpool အနေနဲ့ပေါ့နော်ဒီအခု2025ထဲမှာဆိုရင်ခြေစွမ်းအားရစရာမကောင်းတဲ့ပွဲတွေပို့ပြီးတော့ ညာလာတယ်ပေါ့နော်ပြီးတော့နောက်ဆုံးကျွန်တော်တို့အရေးပါဆုံးပွဲတွေပေါ့လေဒါ PSG နဲ့နှစ်ပွဲပြီးတော့ဒီ Newcastle နဲ့ပွဲအဲ့ပွဲတွေမှာလည်းတကယ်ထိုက်တိုက်တန်တန်ကိုဒီထွက်ရလောက်တယ်လို့ပြောရမယ်ခြေစွမ်းမျိုးကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်အဲ့ Liverpool အဲ့လိုမျိုးအဲ့လိုခြေစွမ်းအောင်ကျွန်တော်တို့မြင်ခဲ့ရခြင်းအကြောင်းရင်းကဘာဖြစ်မလဲအဓိကဒီ fatigue ကြောင့်ပဲလားဒါမှမဟုတ် under slot အနေနဲ့ဒီလိုအခြေအနေကိုသူဟိုသူ့ရဲ့လိုက်ရောညှိထွေမတုံ့ပြန်နိုင်ခဲ့တာကြောင့်လားဘယ်အရာနဲ့သက်သက်မလဲမသိဘူးလား under slot ကအခုဆိုရင်ကွာအခုတော့ဟို သူ့အပေါ်ဒါဝေဖန်အတန်တွေလက်စကြားလာတယ်ဟုတ်ကဲ့ဟုတ်ဝေဖန်အတန်တွေကြားတဲ့အခါမှာဒါတော့လူတွေရဲ့ထုံးစံတော့ဒီလိုပါပဲဟောအကောင်းတဲ့အချိန်မှာလည်းအထီးမခံရဘူးနည်းနည်းလေးရလက်လေးရင်းလာပြီဆိုရင်လေဟိုဥအောင်ဝေဖန်လိုက်ရမှာဆိုတော့ဆိုတော့အပေါ်ကတော့ဟိုဘလုံးတင်တင်ကလာလေးလုံးဆိုတာဖြစ်နိုင်ရုံရှိတာဟုတ်ကဲ့ဗျာဖြစ်နိုင်ရင်မရှိဘူးဆိုတော့ကနှစ်ပေါင်း20ကျားမှတင်ထွန်းထွန်းနှစ်ပေါင်း30ကျားမှတင်ထွန်းထွန်းဆိုတော့ဒီဖြိုင်ပွဲတစ်ခုမဟုတ် တစ်ခုကနေပြီးတော့ထွက်ထွက်သွားရင်းနဲ့နောက်ဆုံးမှာတော့တစ်လုံးသုံးလုံးနှလုံးပေါ့အဲပြီးရင်ကြုံတော့ကြုံခဲ့သုံးလုံးပေါ့အဲ့တော့ဒီလိုမျိုးတွေသွားတာပေါ့အဲ့တော့သူ့ပြဿနာကဘာဖြစ်သွားလဲဆိုတော့အာလီပစ်ရောက်သွားတယ်ကွာဟုတ်အာလီပစ်ရောက်ပြီးတော့အစိုးပိုင်းညီမအကောင်လုံးကိုဖျက်ဆန်းတယ်အဲ့ခါကျ expectation ကအရင်မြင့်လာတယ်အမြင့်လာတဲ့ expectation ပေါ်မူတည်ပြီးတော့ဖလားလေးတော့အိမ်မက်ဆိုတာဖြစ်လာပြန်အောင်ဖြစ်လာပြီးတော့ဒီဟာတွေကလည်းတဘောကတလားတော့မှ ပြန်ဝဲတစ်ခုကထွက်လာနောက်2လလောက်မှပြန်ဝဲတစ်ခုကထွက်လာအဲ့လိုမျိုးလေးသာထွက်သွားရင်လည်းတိတ်ပြီးတော့တိတာမှာမဟုတ်ဘူးဆိုတော့အခုကကျတော့ခက်စိတ်စိတ်ဖြစ်သွားတော့ပြောစရာဖြစ်သွားတယ်တကယ်တော့ honest log အနေနဲ့ဟိုအများကြီးလည်းမှားရလို့မဆိုတော့ဘူးဟုတ်ကဲ့ဆိုတော့သူ့ကိုကိုကနောက်ဆုံးမှားရလို့ပြောရင်ဒီဆော့ဆော့ပြောတဲ့ balance လေးရောဟုတ်ကဲ့အဲ့ balance လေးမှာမှာဆိုတော့နေပြတူကအခုတို့မဖြစ်မနေဟိုဘက်ရှိတော့နေပြန်ကြည့်တဲ့အခါကျရင်အဲ့လိုမျိုးကမှားနိုင်ရည်ရှိတယ်ဟုတ်ကဲ့နေပြတူရလို့မဟုတ်ဘဲနဲ့အကိုတို့ ဘဝမှာလေဘာမှမဟုတ်ပဲနဲ့စီသူရောကိုရဲရောအကိုရောဟိုဆုံးဖြတ်အမားလေးတွေမိသားစုရေးရမှာပဲဖြစ်ဖြစ်အိမ်တွင်းပြိပခပဲဖြစ်ဖြစ်အပြင်လူမှုဆက်ဆံရေးပဲဖြစ်ဖြစ်သူမှားလိုက်မှန်လိုက်မှားလိုက်မှန်လိုက်အဲဆိုဘဝကိုတိဆောက်သွားတာဒါပေမဲ့အကိုတို့ရဲ့ပန်းနိုင်ကတည်တဲ့အထိဘောလုံးရဲ့ပန်းနိုင်ကရာသီကုန်ဆိုတော့အရန်ဇာကကြုံတဲ့အခါကျတော့ဟိုတခါမှားပြီးရင်ပြန်ပြင်ဆင်ဝင်မရဘူးဆိုတော့သဘောတရားတွေပါလာတဲ့ဟာတွေမှာသူထိခိုက်သွားတာပေါ့ဆိုတော့ဟိုမှားမှာပဲဒါကသူ့အနေနဲ့ ဟိုဘယ်လိုခေါ်မလဲဆိုတော့ကစားသမားတွေအပေါ်မှာဟိုလောတာတဲ့ပိုတဲ့ over reliance ကိစ္စမျိုးတွေပါလာတဲ့အခါမှာဟိုသူ့အနေနဲ့လည်းတေချာတဲ့ဖလားတစ်လုံးပေါ့နော်ဒီ Premier League ဖလားလို့ဟာမျိုးအရန်လဲဟိုတံမိုးကြီးတဲ့ဖလားဒီဟာကြီးကိုစုပ်ကင်ထားပြီးတော့ဒီဟာကိုအပြည့်အဝအားဆိုင်ပြီးတော့ကြံတဲ့ဟာတွေကိုတော့အဆင်ပြေသလိုကစားသွားမယ်လို့တွေးခဲ့မယ်ဆိုရင်အဲ့ဒီအတွေးကအခုတော့မှားတယ်မှန်တယ်ပြောရခက်တယ်ဆက်ချက်တဲ့ဖြစ်တယ်ဟုတ်ကဲ့ဆိုတော့နောက်ဆုံးမှာ ရာသီကြိုကာလောက်ကိုတော့ပြန်ကောက်ပြီးတော့ Arne Slot ကကျန်တဲ့ Flash ပြန်ဝင်သုံးခုကတော့ထွက်မယ် Premier League Flash ကိုအရယူနိုင်မယ်ဆိုရင်သူကောင်းလားမကောင်းဘူးလားဆိုရင်အကိုတော့အရှိကိုပြန်ပြီးတော့သွားပြီးမေးခွန်းထုတ်ခြင်းသိကောင်းလားဟုတ်ပါဘူးရဆိုတော့ဒီကကြတော့အဲ့လိုအမှားဆိုတာကမှားလိမ့်မှားတာရှိတယ်အမှားပေါ့ဆိုတော့အဲ့ဒီအပိုင်းမှာတော့အကိုတို့မရှိမနေ Arne Slot ဟန်ချက်အောက်သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီအောက်သွားတဲ့မြားတွေကဘယ်လိုသွားဖိုက်လဲဆိုတော့ ဆိုတော့ FSG ကိုသွားဆိုင်တယ်ဟုတ်တယ်ဆိုတော့အခုကိုတို့ပြောတဲ့ဒီဟန်ဂျယ်လေးနှစ်ခုတစ်ခုကတော့ဒီလက်ရှိရလကောင်းတွေကို ထိမ့်ဖို့အတွက်ဒီကစားသမားပိုင်းပေါ့နော်တစ်ခုကကြတော့ဒီဒဏ်ရာနဲ့ဒီပွဲပွဲပန်းတဲ့ပြဿနာတွေကိုခိုင်းတော့ဆိုတော့အဲ့ဒါကလုံလောက်တဲ့ဒူအင်အားသာရှိမယ်ဆိုရင်တော့သူ့အနေနဲ့တစ်ချက်ပူပြီးတော့လှလာပါပါကင်တွင်နိုင်ခဲ့မှာပေါ့ဆိုတော့အရှိတဲ့ထဲကနေလှအောင်လုပ်ရင်းနဲ့ဆိုတော့ကိုရင်ပြောသွားတဲ့အချိန်မှာလည်းပါတယ် ကစားသမား900အဲ့ဒီ900စဉ်းစားကြည့်ရင် Levantide ခဏတည်းပြီးတော့ Queen လေကစားသမား3ဦးစလုံး Gravenberg ရဲ့ Megalastor ပြီးတော့ Donnersova ဆိုင်တိုက်စစ်မှာ Mohammed Salah အဲ့တော့အဲ့ဒီကစားသမား5ဦးဟာအဲ့ဒီ900ဦးဟာပွဲ5ပွဲကိုဒီ3ရက်လောက်ခြားပြီးတော့စတိုက်ကစားခဲ့ရပြီးတဲ့နောက်မှာ Paris Saint-Germain နဲ့တွေ့တော့အခု Liverpool ကိုအထိခိုက်တယ်အကြအဆုံးနေနဲ့စပြီးတော့မြင်ရတယ်ဆိုတော့ပြဿနာအဲ့မှာပေါ်တာဆိုတော့ဒါဆိုရင်အဲ့ဒီ5ဦးကိုဒီ Premier League ပွဲစဉ်5ပွဲမှာ ဘာလို့အဲ့ခုနကဦးကိုဘာကြောင့်တုံးတာလဲဆိုအဲ့တော့စောစောပြောသလိုပဲဒီ Premier League မှာဦးဆောင်တဲ့အခန်းကဏ္ဍကို तू မပြတ်စည်းခြင်းဘူးဟုတ်ပေါ့တကယ်လို့အမားရင်းလေးများတစ်ခုခုဖြစ်ခဲ့ရင်နောက်လာမယ့်ဖလားတွေကလည်းတေးကြတာမဟုတ်ဘူးဆက်ပြီးတော့သွားအောင်ပါ Premier League မှာလည်း Arsenal ကချေမချော်ပဲနဲ့ slip မဖြစ်ပဲနဲ့ကိုကဒီ၅ပွဲမှာ၁၁မှတ်မရပဲနဲ့၆မှတ်ပဲရမယ်၇မှတ်ပဲရမယ်ဆိုရင်နောက်ထပ်ပုံစံတစ်မျိုးနဲ့ဝေဖန်မှုတွေကလာမှာဆိုတော့အဲ့ခါကျတော့ရှောင်လဲလို့မရဘူး ရလမကွာတော့ဝေဖန်ခံရပါပဲဟုတ်ကဲ့ဒါပေမဲ့အဲ့ထဲမှာမှ तू ဟာဒီအစိုးသက်သာတဲ့နီလန်းကိုရွေးတယ်ရွေးနေဒီပြိုင်ပွဲတွေကိုပရီးမီးယားလိတော့အာရုံမစိုက်ဘူးဆိုတော့သဘောကိုရောက်တယ်ရောက်တဲ့အခါမှာဒီပြိုင်ပွဲတွေကတကယ်လဲထွက်ခဲ့ရတော့ဝေဖန်စရာဖြစ်သွားတော့ဟုတ်ဟုတ်ကဲ့ဗျာပွဲဝေရင်ရဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဗာမြဆွေးနွေးနေနေလေအဓိကဒါအာနစ်လော့ကတော့ဒီလောက်ဒီစွမ်းဆောင်နေနေဆိုတာအများကြီးကိုကျေးဇူးတင်နေတယ်လို့ထင်တယ်တကယ်လို့ဆိုရင်ဒါအလုံးလည်းတည်တဲ့အတိုင်းအာနစ်လော့ဒီလိုမျိုးဒီလောက်ထိ maintain လုပ်နိုင်မယ်လို့ ရာသီစကာလာမျိုးပြန်တွေ့မယ်ဆိုဘယ်သူကထင်မှာဟုတ်တော့ဗျာဒါ Klopp တောင်မှ Premier League ဖလားရဖို့ဒါ Liverpool စင်နှစ်30လောက်ထိစောင့်ဝင်ရတဲ့အချိန်ပြီးမှရာသီကုန်ထိအနေထားမှာဒါကိုဝဲကြံတယ်ကိုဝဲကြံတဲ့အနေထားမှာဒီရမတ်အတိုင်းဒါဘယ်လိုပြောမလဲဖလားသလုံးယူနိုင်ခဲ့မယ်ဆိုရင်လည်း Liverpool အတွက်တော့ဂျင်းနဲ့ဆရာတော့ဖြစ်မယ်လို့ထင်တယ်အဲ့ဒီအတွက် Arsenal ကိုဝေဖန်ဖို့ဆိုတာတဲ့စာရင်းပေါ့လေဒါသူ့ကိုပြန်ပြောမှဒီနိုင်ငံတကာပွဲအလုံးမှာသူဘယ်လိုပြန်ပြီးရောမှပြန်ရုံးထနိုင်မလဲဘောင်းဘောင်းဘက်ဘယ်လိုပြန်လုံးနိုင်မလဲဒါကိုပဲဘူကတော့ပုံပြီးစောင့်ကြည့်နေတယ် နော်အကိုကလည်းအဲ့လိုဘာပြောချင်တာလဲဆိုတော့ဟုတ်ကောမမားဘူးလို့တော့ပဲပြောလို့ရမှာဟုတ်အမားရှိတာပေါ့ဒါပေမဲ့လက်နဲ့ခံလို့ရတဲ့အမားပေါ့နော်ဟိုတနီးမို့တနီးမားသွားနိုင်တဲ့အခြေအနေမှာအားကြောင့်လို့ဆိုတော့လုံးဝသာမှန်နေမှာဆိုရင်ဖလားလေးလုံးယူတဲ့အသင်းတွေခဏခဏပေါ်လာမှာပေါ့ဟုတ်ကဲ့မားလာတော့မားအောင်မားမှာအသင်းတွေရအဲ့တော့တနီးမို့တနီးနဲ့မားတဲ့အထက်မှာသူအမားတစ်ခုကျိုးလွန်လိုက်တယ်လို့တော့ပြောရမှာအနောက်နောက်တစ်ချက်ကတော့ဒီ squad rotation ပြဿနာပေါ့ဒီအခုအသင်းရဲ့ core unit players တွေအပေါ်မှာသူ့ရဲ့ဒီယုံကြည်မှုလွန်ကဲခြင်းဆိုတာလည်း မဖြစ်မနေပြောအောင်ပါเนาะဟုတ်ကဲ့ဆိုတော့ဒါပြီးခဲ့တဲ့ယာတီလုံးကနဲ့ရှင်းလိုက်ရင်အရင်သိတာဟုတ်ဟိုဘလို့သိတာလဲပြီးခဲ့တဲ့ယာတီလုံးကလော်ပူးမှာဒါမိနစ်3000ကျော်ဟုတ်เนาะကစားတွေကစားသမားတရာတီလုံး2023လောင်းကအာ9ရက်ခုလောဟုတ်9ရက်ရှိတယ်အော်မိနစ်2000နဲ့3000ကျားကစားတွေကစားသမား10ရက်ရှိတယ်ဟုတ်ကဲ့ဆိုတော့ဒီ9ရက်ဒီ10ရက်ပေါင်း18ရက်မိနစ်3000ကျော်ရေ3000နဲ့2000ကျားရေအဲ့ဒီအချိုးကအရန်လှတယ်ဟုတ်ကဲ့ အသိန်းကောင်းတစ်သိန်းအသိန်းကြီးတစ်သိန်းအဲဟန်ချင်းညီညီသွားတယ်ဆိုတော့ဟောတွေ့ရအဒီရတီကြတော့ဟိုဒါချမ်ပီယံလိဂ်ကထွက်သွားလို့မထွက်ဘူးဆိုရင်နောက်ထပ်မိနစ်1000ကျော်ကျန်သေးတယ်ကွာအလောလောဆယ်ကမိနစ်800ကျော်လောက်ကျန်သေးတယ်810ကျန်တယ်နော်အဲ့ဒီကျန်သေးတဲ့အချိန်မှာအဓိကကစားသမား3ယောက်ကဟို3000ကျော်ကစားပြီးသွားပြီအဲ့မှာတကြီးကစားသမား2ဦးပါတယ်မဟာမတ်ဆလာပါတယ်ဗန်ဒိုက်ပါတယ်ဂရမ်ဘတ်ပါတယ်ဆိုတော့ဒီကစားသမားတွေဟာအခုတကယ်လို့သာလီဗာပူးဟာ ဒီလက်ကြံပွဲတွေအကုန်လုံးပေါ့နော်ပရီးမီးယားလိဂ်ပွဲစဉ်ကိုးမှလည်းဒါတော်တော်များများကစားအောင်ပါပဲအပြည့်ရင်ဟိုချန်ပီယံစ်လိဂ်ကလည်းမထွက်သေးဘူးလို့အကိုတို့ယူဆကြီးလိုက်ရန်ဒိုက်ကမင်းနဲ့9000လောက်နေပါရောက်သွားအဲ့ဒါကြီးကကြောက်ကြရတယ်မဟာမတ်ဆာလောင်မင်း9000လောက်နေပါရောက်သွားနေအနည်းဆုံးတော့4600 4800ရောက်သွားမှာဆိုတော့အခုကိုဗန်ဒိုက်နဲ့မဟာမတ်ဆာလာကဟိုအခုတို့ full ပေါ့နော်မင်းနဲ့90အပြည့်လို့ပြောလို့ရမယ်ပွဲမျိုး40ပွဲကစားပြီးသွားပြီဟုတ်ဆိုတော့ ဒီကစားသမားတွေရဲ့အသက်အရွယ်နဲ့မိနစ်ပေါင်း4600မရှိဘူးလေကြီးဟုတ်တယ်အဲ့တော့လီဗာပူးကအဲ့ဆိုရင်ဗန်ဒိုက်အနားပေးလို့ရအောင်အနားပေးလို့မရအောင်မာမက်ဆလာအနားပေးလို့ရအောင်အနားပေးလို့မရအောင်ဆိုတော့အကိုကအာနီစလော့ရဲ့အခက်ခဲတွေကိုအကိုမြင်အောင်ကြည့်ဖို့လိုတယ်အဲ့မှာ not ironically ပြောမယ်ဆိုရင်တချို့ကစားသမားတွေဒဏ်ရာခဲ့တဲ့တယ်ဒဏ်ရာခဲ့တဲ့မာမက်ဆလာဒဏ်ရာခဲ့တဲ့တယ်ဗန်ဒိုက်ဒဏ်ရာခဲ့တဲ့တယ်ဒဏ်ရာခဲ့ရင်သူတို့အနားရအောင်ဒါပေမဲ့သူတို့ဒဏ်ရာလည်းမရအောင်ဆိုတော့ဒဏ်ရာမရဖို့အတွက်သူတို့ရဲ့ ီ injury prevention system နေအကုန်ကောင်းတယ်သူတို့အလုပ်လုပ်တာကောင်းတယ်ဒဏ်ရာတွေမရအောင်လို့ပိုးမွေးသူတွေမွေးပြီးတော့ဟို week in week out ကစားတယ်ဒါဟာကောင်းကွက်လည်းဖြစ်လို့တစ်ဖက်မှာကြောက်တော့လေအခုလိုအခြေအနေမှာပြောစရာရှိတာကအဲ့တော့ဒီပွဲချက်၅ပွဲကာလမှာတိုင်နေမှာ van dyke သာဒဏ်ရာရခဲ့မယ်ယာတီကုန်တိနားရမှာမဟုတ်ဘူးနဲ့သုံးဘက်လောက်နားရမယ်တလောက်လောက်နားရမယ်မဟာမဆလာသုံးဘက်လောက်နားရမယ်တလောက်လောက်နားရမယ်သူတို့အဲ့ဒီဒဏ်ရာရတဲ့ကာလအတွင်းမှာသူတို့ပြန်ပြီးတော့ကန်တော့ကို rechargeable လုပ်လို့ရတယ် ပြန်ပြန်လာတဲ့အခါမှာတို့အားသိအင်တင်နဲ့ပြန်လာတော့အဲ့တို့ဒဏ်ရာလည်းမရဘူးမရတဲ့ခါကျတော့ဒီကစားသမားတွေပဲဟိုထက်ခါထက်ခါသုံးမိစီတဲ့အကြောင်းရင်းဖြစ်လာသေးတယ်ဒါလည်းအခုလိုစဉ်းစားမယ်အချက်ပဲဆိုတော့ဒါကလည်းတစ်ခါလေကျတော့ဟိုအခြေအနေတွေကအလိုအကြောင်းဖန်လာတဲ့ခါကျတော့အခြေအနေပေါင်းစုံအကြောင်းဖန်လာတဲ့ခါကျတော့ဟိုနောက်ဆုံးပွဲပန်းတဲ့စီကိုရောက်ဖို့ဦးတည်သွားဖြစ်သွားတာပေါ့အခုဆိုရင်ဟိုရာဒီကိုရင်အခုထင်တယ်မနစ်က ဒါမိနစ်30 3000ကျော်ကစားသမား9ယောက်ဆိုဒီနေ့က10ယောက်လောက်ရှိတယ်10ယောက်လောက်ရှိဟုတ်အဲ့လို10ယောက်လောက်ရှိပြီးတော့2000နဲ့3000ကစားသမားဆိုမိနစ်က10ယောက်လောက်ရှိတယ်အခုက9ယောက်6ယောက်ပဲရှိတယ်အဲ့ဒါတော့နည်းနည်းအချိုးမကျအောင်အချိုးမကျအောင်ပြောသွားတယ်ဟုတ်ကဲ့အဲ့တော့နောက်တစ်ချက်ဒီကာတစ်ဂျုံဆိုလိုကစားသမားတွေပြီးတော့ဒါဗန်နူညက်ဆိုလိုကစားသမားတွေရဲ့ game time ရော့သွားတယ်ဆိုတော့တကယ်တော့သူတို့ဟာဒီ system နဲ့မှာသူတို့ဟာ game time များတယ်သူတို့ game time များဖို့အတွက်ဆိုရင်လို့ဒီယာဆိုမဟာမတ်ဆလာကိုခောက်အောင် ်ခောက်လို့ကမရဘူးစောစောပြောသလိုတေချာတဲ့အလုပ်ကိုအရင်ဦးစားပေးလုပ်လွန်းတဲ့အခါမှာအဲအဲသူတို့အဲ့လိုမျိုးဒီ contradiction တွေပြက်ကုန်တာဟုတ်ကဲ့ကိုဟိုကလည်းပါသွားမယ်ဒီ PSV နဲ့ပွဲမှာလည်းသူတို့အရင်နေနဲ့ရှုံးသွားတယ်ဒါပေမဲ့တိတ်မကြခင်မှာ blind mode နဲ့ဒီ FA player မှာလည်းရှုံးသွားတယ်အဲ့မှာအရင်နေပေါ်သူ့ရဲ့ယုံကြည်မှုကလည်းနည်းနည်းလေးပြန်လျော့နေသွားလာပေါ့နော် rely ပဲမဖြစ်သွားလာအဲ့ပွဲဒီမှာလာဥမာ PSV ကိုသူတို့တော်တော်လေးအရင်နေပါလူငယ်တွေနဲ့ကြမ်းမဲ့တော်တော်လေးတုံးသွားတယ်အဲ့ပွဲမှာလည်းရှုံးတယ်နောက်တဲ့ ပလိုက်မောက်ပွဲမှာလည်းရှုံးသွားတဲ့ဟာကြောင့်အဲ့ဒီပွဲဒီမှာရလကောင်းခဲ့မယ်ဆိုရင်သူကိုယ်တိုင်ကလည်းဒီအရန်ကစားမားတွေပေါ်ယုံကြည်ပို့ပြီးတော့မှနော်ဂိမ်းတိုင်းပို့ပြီးမယ်လို့ထင်တယ်အဲ့ဒါလေးလည်းနည်းနည်း effect ဖြစ်သွားမယ်ထင်တယ်อืมနောက်တစ်ခု Champions League ပေါ့နော်ပုံမှားပြဆို Liverpool ရဲ့ Champions League အုပ်စုအဆင့်ဖြတ်သန်းမှုက Premier League မှာအနားရမဲ့အကြောင်းတရားတွေဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီရှစ်ပွဲဖြစ်နေတယ်အဲ့ရှစ်ရှစ်ပွဲဖြစ်နေတဲ့အပြင်ကိုဒီပွဲစဉ်6ပွဲလောက်ပြီးမှအေးစင်းနှက်လို့ရတယ်အဲ့နှက်လို့ရတဲ့အချိန်မှာလည်း Premier League မှာကတကယ်တကယ် intense schedule ကြီး high stake energy high intensity game နေ Everton နဲ့ပွဲ Aston Villa နဲ့ပွဲဒီကြားဝင်ကစားလိုက်ရတယ်အဲ့တော့နားမယ့်အချိန်မနားဘဲနဲ့အဲ့ပွဲတွေကိုအစားထိုးကစားလိုက်ရတဲ့အခါကျတော့တကယ် high intensity ပွဲတွေကအပြည့်အကြီးဖြစ်သွားတာအမှန်ဆိုအဲ့ပွဲတွေမှာအဲ့ကြားပွဲတွေသာဝင်မလာခဲ့ဘူးဆိုရင်သို့မဟုတ်ဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုအတိကစားသမားတွေလုံလောက်ရှိနေမယ်ဆိုရင်အဒီပြဿနာတွေရှောင်နိုင်ခဲ့ရင် Liverpool ကထွက်တာကထွက်ပါ The Newcastle နဲ့ပွဲက performance မျိုး ်ဒီ pair ဒီ pair pairing မျိုးကကစားခဲ့တဲ့ performance မျိုးတွေကတော့ဖြစ်ဖို့တော်တော်ခက်ပါတယ်လေဘာလို့ကစားလဲကစားတတ်တာဟုတ်ပဲပေါ့ဟိုပြောမှဆိုရင်ဒီကျွန်တော်တို့တောက်လျှောက်ဆိုလို့ and slot ရဲ့ဒီ injury prevention ကိုပြီးတော့သူ rotation တွေကိုကျွန်တော်ချီးကျူးခဲ့ကြရတာပဲသူရလက်ကောင်းနေဒါပေမဲ့သူ့ရဲ့အဲ့ဒီဟာတွေက plus အကုန်လုံးကိုမျှပြီးတော့ကံပိုးအတွက်မဟုတ်ပဲလေဒီ premier league ကို peak form နဲ့ကစားဖို့အတွက်ဖြစ်ခဲ့တယ်ဆိုတော့ အပိုင်းကိုကျွန်တော်ပိုရောက်သွားတယ်လို့ပြောရမှာပေါ့နော်ဒီနေရာမှာအဖိုးကျွန်တော်ဟိုတချို့ရဲ့တချို့တော့အပြောင်းလဲလေးတွေကတော့ပိုဟိုဒါထက်တွေ့ကြည့်ရပါတော့ဥမာ graphan bag ကိုအလွန်ကျွံအားကိုးတဲ့ပုံစံမျိုးကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဟို software slide နဲ့ဒီ macro cluster မှာမပါတဲ့ဟာရှိသေးတယ် graphan bag ကတော့အများအမ်းပါတယ်ဆိုတဲ့အခြေအနေမျိုးပေါ့အဲ့တော့ waterloo ando ပဲဖြစ်ဖြစ်ဒီလိုမျိုးဟိုအပြောင်းလဲတွေပို့ပြီးတော့ဟိုလောက်ခဲ့ဖို့ miss ဖြစ်သွားတယ်လို့ကိုထင်တာဖြစ်တယ်ထင်တယ်အခုအဲ့လောက်ထင်တယ်ဟုတ်ပြီအခုအဲ့လောက်ထင်တယ်မနစ်က graphan bag က1800လောက်ပဲကစား100ဒီလုံး မိနစ်1000ကျော်လောက်ပဲအခုကဒီနောက်ထပ်မိနစ်1000လောက်ကျန်သေးတာမှာ3000ကျော်သွားတယ်သူ grand back အပေါ်မှာနောက်ဆုံးလောက်ထိလဲဆိုတခါလေ center back တောင်မှာဆင်းသုံးတယ်ဟုတ်ဆိုတော့အနေထားမျိုးကြီးဒီအစောစောပြောတဲ့ over reliance ဖြစ်တာတော့အခုညင်းလို့မရအောင်ဘူးလေအဲတစ်ဖက်ကကြည့်တော့လေသူ့အနေနဲ့တေချာတဲ့ခိုင်မာတဲ့အလုပ်တစ်ခုတော့ဒီရာဒီအ ਨੇ ဆုံးတော့ဟိုအကုန်လုံးအိုင်အွန်ဆိုင်နဲ့လွတ်သွားတာထက်တေချာနေတဲ့ premier league player ကတော့ရယူထားမယ်ဆိုရက်စိတ်ရှိခဲ့မလားတော့ မသိဘူးဟုတ်ပြီဆိုတော့ဒီအပိုင်းပေါ့အဲ့ဒီအပိုင်းကတော့ဟိုဒါသူ့ဘက်ကတော့အခုတခုတော့စိုးရင်လေဟုတ်ပြီဒီဘာဟုတ်စိုးရင်လဲဆိုတော့အရင်လဲစိုးရင်လေ Alan Slot ကအခု Newcastle နဲ့ပွဲပြီးတဲ့အချိန်မှာသူကဟိုဘယ်လိုခေါ်မလဲဆိုတော့ physical ပြဿနာမရှိဘူးလို့သူပြောသွားတယ်ဟုတ်ဒါက psychological ပြဿနာ tactical ပြဿနာဆိုပြီးသူပြောသွားတယ် physical ပြဿနာအကြောင်းမဟုတ်ဘူးဆိုတဲ့ဟာကိုသူအကြောင်းပြချက်မင်းမင်းနဲ့ပြောသွားတယ်ပြောသွားရည်လည်းလှတယ်ဒါပေမဲ့အခုအဲ့ဒါကိုစိုးရင် ဒါဟာ physical ပြဿနာဆိုတာကိုညင်ရင်အနောက်ဆိုရင် तू ဒီဟာကိုပြန်ပြီး adjust လုပ်မယ်ဟုတ်ဒါဟာ physical ပြဿနာမဟုတ်ပါဘူးလို့မြင်ရင်ဒီတိုင်းဆက်သွားရသွားမှာအဲ့ဒါဆိုတော့အကိုတို့မြင်လာတော့ဒီ line ရချောင်းတယ်လို့မြင်တယ်ဆိုတော့သူ့မှာကျွန်တော်မှာအတင်းမှာကတော့မအင်အားအရာပေါ့နော်ဒီ squat limit အရာဟောဒီဟာတွေကတော့ဒီလိုအခြေအနေရှိတယ်ပွဲပန်းနေတဲ့အတွက်ဟောဒီအကောင်းဆုံးပုံစံမှာပြနိုင်လို့ဆိုတာကစင်ကြေလို့ तू လူတွေထင်မှာဆိုးလို့လာမသိဘူး तू ပြောသွားတာ physical ပြဿနာမဟုတ်ဘူးမဟုတ်ဘူးဒါ physical ပြဿနာ အဲ့ physical ပြဿနာဟာဆိုတော့ပြောရဲ tactical ကိုရောပြီးတော့ဒီ psychological ကိုရောနှစ်ခုစလုံးကိုတွားပြီးတက်ရောက်တဲ့ physical ပြဿနာ။ तू อ่ะအဲ့ဒါကိုမမြင်ဘူးပေါ့နော်။မမြင်တော့ဆော့ဆော့ကိုပြောသလိုပဲ။အဲ့နောက်တစ်ချိန်ဒါမျိုးကြုံလာခဲ့ရင်နောက်ရာသီဒါမျိုးကြုံလာခဲ့ရင် तू ဒီလိုပဲဆက်သုံးဦးမှာလား။ဆိုတဲ့ဘက်ကိုရောက်သွားတယ်။အခုအဲ့ဒါကိုတော့ဆိုရင်ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုဒီမှာ Liverpool ကတော့အမှန်တည်းဟုတ်ပါတယ်ဒီ physically ရသူတို့မှအများကြီးနွမ်းနေတယ်လေ။နွမ်းနေတဲ့အချိန်မှာဒါ Newcastle နဲ့ပွဲမှာပဲကြည့်ကြည့် ဒီအဓိကဘောလုံးဆိုင်လို့တဲ့ jewelry မှာဆိုရင် Newcastle ဘလို့မှမရှင်နိုင်ဘူး။ Gram Gram Bunch တို့ဆိုရင်ပုံမှန်အပြစ်တာ jewelry win rate တော်တော်လေးကိုကောင်းတဲ့ကစားမှားတယ်။ Carson ရဲ့ဘွဲမှာဆိုဥမာ9ဂျိမ်မှ2ဂျိမ်လောက်ဝဲနိုင်တာဘောလုံးရှင်လို့နိုင်တာလေ။နောက်တဲ့ဒီကျန်တဲ့ကွင်းလယ်ကစားမှားတွေလည်းကြီးတယ်ဆိုလည်းဒီတိုင်းပဲ။ Sports line ဆိုလည်းဒီတိုင်းဒီ no line ဝဲဟို10ဂျိမ်မှ2ဂျိမ်လောက်ဝဲရတာမျိုးတို့ဒီလိုမျိုးရှင်လို့တဲ့အပိုင်းတွေမှာကျတော့တိတိတတ်တာကြာဆင်းသွားတယ်ဆိုတာကျတော့ဒါ physically ရသူတို့ mobile နေပြီ။နောက်တစ်ခုကတော့ PSG နဲ့ဘွဲမှာကစားသွားတဲ့ ဒီပွဲရက်ဒါကြည့်မယ်ဆိုရင်ဒါကာဆင်တဲ့ပွဲမှာတော့ပီအက်ဂျီနဲ့ကြော့လို့မှာကစားသွားတဲ့အောက်ဖီပလေယာတွေမှာတနည်းအားဖြင့်အပြောင်းလဲလုပ်ထားတယ်။ကျန်တဲ့၉နေရာလုံးကပီအက်ဂျီနဲ့ဒီပထမကြော်ပယ်ရစ်မြေမှာမိနစ်90ကစားတယ်ဒုတိယကြော်မိနစ်120ကစားတယ်နောက်တဲ့ဒီနယူကာဆန်ရဲ့ဘက်မှာကစားဆိုဒီအော်ဖီပလေယာ10ယောက်ထဲမှာ9ယောက်ကဒီလိုမျိုး၃ဘွဲ့ဆက်တိုက်ကြီးကစားရတယ်ဆိုတော့ဘလုံးမမပန်းမဲနဲ့တော့မနေနိုင်ဘူးတင်တယ်ဒါတော့ physically ရလုံးဝဒီထည့်ပြောရမယ့်အချက်လို့ဘောတော့ထင်ဘူးဟုတ်ကဲ့ပြီးတော့ကိုနေကြီးကပြောသားလို့ unslot ဟာဟိုကျွန်တော်မသိပဲတော့ မနေနိုင်ကြအကြောင်းတော့မရှိလောက်ဘူးထင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ data ရဲ့တော့ပြနေမှာပဲအဲ့ data တွေကိုကျွန်တော်တို့မမြင်ရဘူး तू ကတော့သူတို့လက်စားသုံးနေရတာ data ပေါ့မြင်နေရမှာပဲဆိုတော့အဲ့ဒီအပေါ်မှာ तू သူ့ရဲ့အတွေ့အထိပေါ့အခုခုနကပြောလို့စင်ကြပီးစင်ကြပီးတယ်လို့ဒီ excuse လာလောက်တယ်လို့ပြောခံမှာဟိုစိုးရင်လို့လာတော့မသိဘူးပေါ့နော်သူ့စိတ်တော့ကိုလည်းမမြင်ရတော့ तू ကဒါကိုဒါကဟို block comment လဲဆိုတော့ဟိုသူ့အတင်က present trap your triggers your နှစ်ပိုင်းစလုံးတော်တော်သိစာပြောကြသွားတာဟုတ်ကဲ့ဆိုတော့ line မလုပ်တဲ့ ပြဿနာလိုက်လို့ရင်ကုန်သွားတဲ့ပြဿနာမဟုတ်ဘူးဒါပေမဲ့ तू တွေးရမှာလိုက်မလို့တဲ့ပြဿနာကလည်းရုပ်ပိုင်းဆိုင်ရာ ready ဖြစ်တာလည်းပဲဆိုင်တယ်ရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးအချိန်တွေမှာရှိတဲ့အချိန်မှာတချို့အရာတွေကိုမလိုက်ချင်တော့လွတ်ပြေးလိုက်တယ်အခုချေကုန်လက်ပန်းကျတဲ့အချိန်ဆိုပုံနာဒီနာတော့မှာရေတော်ထောက်မတော့ချင်ဆိုတာမျိုးဖြစ်သွားတာပေါ့ကွာဒါကတော့ဟိုပြောရမှာပဲလေမဖြစ်မနေနောက်တစ်ချက် तू အခုဒါ Liverpool Europa Champions League မှာရောပြီးတော့ Premier League မှာရော ဒါလူသားပြောင်းလဲမှုပေါ့နော် sorry ဒီပွဲထွက်လူပြင်းအပြောင်းလဲလုံနှုံးပေါ့အပရီးမီးယားလိဂ်မှာလည်းလီဗာပူးကဟိုဘယ်လိုခေါ်မလဲပွဲထွက်လူပြင်းကအပြောင်းလဲတော်တော်နည်းတယ်ဟုတ်တယ်ချမ်ပီယံစ်လိမှာလည်းအပြောင်းလဲတော်တော်နည်းတဲ့အသင်းတွေတန်းမှာထိတ်ဆုံးပါတယ်အရစ်က1.8လောက်လာပဲရှိဟုတ်တယ်1.8လောက်ပဲရှိတော့နော်1.6 1.8အဲ့လောက်ပဲရှိဆိုတဲ့အခါကျတော့ဟိုဒါလည်းအရေးရှိကြတော့ပြဿနာပေါ့ဆိုတော့တချို့လီဗာပူးပရိသတ်တွေကတော့ဒေါ်လာလေးပဲလည်းညှိုးထိုးလိုက်တဲ့ FS ဒါပေမဲ့အဲ့ FS ကိုလည်းညှိုးထိုးလာတယ် ဟုတ်တော့လဲဟုတ်တယ်လို့ပဲဘုရားပြောအောင်ပါအဲ့တော့နောက်ထပ်သာထိတ်တန်းကစားသမား၄ယောက်လောက်သာရှိနေတယ်သူကြိုက်တယ်လို့နောက်တစ်ချို့ဒီကေစာပေါ့နော်ကေစာကိုဘာလို့မသုံးတာလဲဟုတ်တယ်ဒီမြူကဆန်နဲ့ပေါ်မှာသူလူသားဝင်လာပြီးတော့ကစားတယ်စဝင်လာတဲ့ကဝုန်းဝုန်းနဲ့လှုပ်နေတာကိုတို့တွေ့တယ်ဟုတ်ဒါပေမဲ့ကေစာကိုကိုတရားသိတော့အဲ့လိုမှမတွေ့ခဲ့ရတာဟုတ်ကောကစားဝင်ရလဲတိတ်ဆုံတာမှမဟုတ်တာနေပြတူဦးအနေနဲ့မယုံဘူးဆိုရင်တော့မယုံနိုင်စရာအခြေအနေကေစာမှာရှိနေတာပဲဒါပေါ့ဆိုတော့အခုဒါအခုကအားနည်းစတော့ကိုရှေ့နေလိုက်နေတာမဟုတ်ဘူးဟုတ် တချို့အရာတွေက ဒီလိုပဲရွေးချယ်မှုမှားစရာအခြေအနေတွေကိုတန်းစီပြီးတော့ဖန်တီးပေးထားတဲ့အကမှာအမားတစ်ခု အမားတွေဒီလမ်းရွေးလဲမှားမယ်ဒီလမ်းရွေးလဲမှားမယ်ဒီလမ်းရွေးလဲမှားမယ်ဆိုတဲ့ထဲကတစ်ခုသူမှားသွားတာပဲဟုတ်ကဲ့ဆိုတော့ဘာလို့အဲ့လိုဒီလမ်းရွေးလဲမှားမယ်လို့ပြောရလဲဆိုတော့ဟိုစောစောပြောဆိုတော့သူကလုံလောက်တဲ့အနေထားမှာမရှိတာဒါပေါ့အဲဆိုတော့ဒါဒါကြောင့်ဒီလိုမှားတာအဲ့တော့တခြားနည်းပြတွေကိုကြာတော့အဲတမျိုးပြောတယ် honest log ကိုကြာတော့တမျိုးပြောတယ်မဟုတ်ဘူးအဲဒီခြားနည်းပြတွေဆိုလဲသူ့နေရာမှာဆိုအခုအဲ့လိုပဲယူဆမှာပဲ အရေးကြီးတာတစ်ခုอ่ะပရီးမီယာလိဖလားပေါ့เนาะဟုတ်ပါအခုပရီးမီယာလိဖလားကိုမှထပ်ပြီးတော့ဒီ12မှတ်ဖြတ်ထားတဲ့ဟာကြီးကိုဟိုအဆုံးမတတ်နိုင်အောင်ကောင်းကောင်းအဆုံးမတတ်နိုင်လို့ဆိုတော့အခုအခုပြောခဲ့တာလေအကုန်လုံးကအလကားပဲဟုတ်ပါအဆုံးတော့တတ်နိုင်မယ်လို့တောင်ပြောလိမ့်မယ်ဘာလို့လဲနိုင်ငံတကာပွဲတွေကိုကျွန်တော်အမြဲတမ်းဝေဖန်လေးရှိတယ်ပွဲကောင်းဝင်ဒါပေမဲ့လောလောဆယ်အခုဒီ match လား international break ကတော့ကစားမကြီးတွေတော့တော်တော်လေး fresh ဖြစ်မယ်လို့တော့ကျွန်တော်တို့ကန်စားဘာလို့လဲဒီဒီဇင်ဘာကနေစပြီးတော့မှတောက်လျှောက်ပွဲတွေပန်းတယ်ဒါ premier league ဆိုပိုတော်ဆိုးရဒီဇင်ဘာပွဲချက်ကန်တယ် january မှာကန်တယ် champion league ကတည်ကြတဲ့ ွဲတူးထားတဲ့အတွက်ဒီ January February အထိပါ Champion League တွေပြန်ကန်ရဆိုကစားမရသူတို့လေးကိုပွဲပန်းနေပြီအဲ့ချိန်မှာဒါ Levison အသင်းနဲ့သူတွားလာသူတို့တော်တော်နည်းနည်းလေး fresh ပို့ဖြစ်မယ်လို့ထင်တယ်ကျွန်တော်ကျွန်တော်တော့အလိုမထင်ဘူးဒီနိုင်ငံတကာပွဲတွေဒီအချိန်မှာမရှိဘူးဆိုရင် schedule ကဆန့်သွားမှာလေဟုတ်ကဲ့အခုကကျတော့ဒီ period ကြီးကြီးနေလို့လို့ကြုံလာတော့အဲ့မှာပို့ပြီးတော့များသွားတော့အဲ့နောက်ဆက်တဲ့ပွဲစဉ်စရာယူဆမှုကတော့ဒီအကြောင်းကိုဒီလိုဖြစ်တယ်ဆိုတော့ပါတော့ဒီကြားထဲအခုနိုင်ငံတကာပွဲနေပြန်လာတဲ့အချိန်ကြတော့မှဟိုမှာအခုဆို Manchester United ဆိုဟုတ် အချိန်လေးကတက်နေပြီဟုတ်ဒဏ်ရာပြီနှစ်ယောက်တုံးတော့ပြန်လာသေပြီတော့ဟုတ်ဒါမျိုးတွေလည်းရှိပြီလားဟုတ်ဟုတ်အဲ့ဒဏ်ရာမရဘူးလို့လူတာပေါ့ဒီလက်ကျန်ပေါ့နော်အခုကျွန်တော်တို့လာမဲ့လီဗာပူးရဲ့ကျန်တဲ့လန်ခီအတွက်ပါကိုတို့ဘလို့မြင်လဲဆိုတဲ့အပိုင်းလေးနဲ့သုံးသပ်ပေးပါဦးမပြီးပလားရမှာပါအထစ်ထားတော့လုံးဝလက်မရှိဘူးပဲပြောပါလိမ့်မယ်ကိုတော့မဖြစ်နိုင်တော့ပါဘူးလီဗာပူးပဲရပါမှာပါလီဗာပူးနောက်ပွဲချန်အနေထားရကြည့်မယ်ဆိုရင်လေဒါလီဗာပူးကအများကြီးခြုံပါလေဒီမီလာဆန်းမှာသူမီလာ1-3မှာချယ်လ်ဆီနဲ့ ဒါ Stamford Bridge မှာကမ်းရမယ့်တပွဲရှိမယ်။နောက်တော့အဲ့ဒီနောက်တစ်ဖက်မှာပဲဒါ Arsenal နဲ့ Anfield မှာကမ်းရမယ့်တပွဲရှိ။အနိကဆုံးပြိုင်ဘက်ကိုဒါသူ့အိမ်ကွင်းမှာကစားရမယ်ဆိုတဲ့အခြေအနေ။နောက် Liverpool မှာနောက်ထပ်တခြားကစားမယ့်ပွဲဘာမှမရှိဘူး။ဒါအနိကဆုံးပြိုင်ဘက်မှာဒါ Arsenal မှာဒါ Champions League ဆိုတာလဲဆို Ibrox ဒီ16 16လောက်ထိအနည်းဆုံးကန်ရအောင်ပါပဲ။ဒါနောက်နောက်တစ်ဆင့်မတက်ဘူးဆိုရင်တော့မအဲ့ဒီအတွက်ဟိုပွဲစဉ်စရာအနေထားရလဲ Liverpool ကဒီကွာဟာနေတဲ့အမတ်ကိုအများကြီးဒါသူတို့အသုံးချလို့ရပါတယ်။ Champions League ဆုတွေ့လေဒီပွဲကြီးနှစ်ပွဲမှာပဲသူတို့အမတ်ဆုံးရှုံးခဲ့တယ်ဆိုရင်တော့မှ ဟိုကာမိတယ်ပေါ့နော်ဒါသူတို့ကြိုးစားခဲ့တယ်ဟာဒါပဲချိန်မှာကြိုးစားခဲ့လဲဆိုရင်ဒီဇန်နဝါရီနဲ့ဖေဖော်ဝါရီမှာသူတို့15ရက်အတွင်း9ပွဲလောက်ထိကစားခဲ့တဲ့အချိန်ဒီမှာရနိုင်ချေ15မှတ်ထက်က17မှတ်ထိယူနိုင်ခဲ့တယ်ဆိုတော့အသီးပွင့်ကတော့သူတို့ရာသီကုန်ရင်စားမယ်လို့အကူကတော့ဒါမျှော်လင့်ပါတယ်ဟုတ်ကဲ့ဗျာအခုလိုမျိုးသုံးသပ်ပေးသွားတဲ့အတွက်အခုလိုနှစ်ယောက်လုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေနပ်အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်တချို့အားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်အစီအစဉ်တွေမှာပြန်လည်ဆုံးပြပါမယ်ခင်ဗျာ